2025ခုနှစ်ဂျွန်လ12ရက်ဒီနေ့ကျသာပတိနေ့အတွက်တဲတော်ကံကြမ္မနမိတ်ဖတ်ကြားမယ်ဆိုရင်တော့မိษွေများအတွက်ကန်တရားရဲ့အထောက်ပံ့ကောင်းပေးတဲ့နေ့ဖြစ်ပါတယ်။ The Handman ဆိုတဲ့တို့လိုတန်လန်းဖြစ်နေတဲ့သင်္ကေတနမိတ်အရာအခက်ခဲတွေတော့ဖြတ်သန်းရမယ်။ဒါမှမိမိဘက်ကအကြံစီအောင်မြင်မယ်။အပြောအဆိုအောင်မြင်မယ်။ကောင်းသောကံခွင့်ရေးတွေထူးခြားကြရပါတည်မယ်။ဒီနေ့မျိုးမှာအနီးအနားမှာသစ်ပင်တွေခုတ်တာချိုင်းတာလှဲတာမျိုးနမိတ်တွင်တော့ကိုယ့်အတွက် ကံကြမ္မာအစိုးဉဏ်ဖြစ်စေတတ်ပါတယ်။ဒါကြောင့်အနာမသစ်ပင်နဲ့ခုတ်ရင်ချိုင်းရင်လှင်းအသီးသုံးမျိုးဆွမ်းကဖုံးကြီးကိုလူရမ်းလိုက်ပါခင်ဗျာ။ဒီနေ့မှမိရှုသန့်ကျင်ဖွားမြင်ရတဲ့ရင်သွေးရဏာရင်အတွက်ကတော့မာဘုတ်ပင်နဲ့နိယဂျာတာပရင်းနေဘွားအဓိပတိဘွားသာတာရှင်များဖြစ်ကြပါတယ်။အဓိပတိရဲ့သဘောတရားအရာအဓိကကြတဲ့သူဆွေမျိုးသားချင်းမိတ်ဆွေတင်ကအားကိုးရတဲ့သူများဖြစ်ကြပါလိမ့်မယ်လို့နမိတ်ကောင်ဖတ်လိုက်ပါတယ်။ခနေ့မွေးနေ့ရှင်တွေအတွက် ကုသိုလ်ရတွေကလမ်းညွှန်ရမယ်ဆိုရင်တော့မင်းရှင်များအနေနဲ့မြတ်စွာဘုရားရှင်ကိုရှင်ရင်အေးလှူဒန်းခြင်းယဟန်တန်ဃာတို့ကိုရှင်ရင်လောင်းလှူခြင်းနဲ့ဆွေမျိုးအပရိသတ်တွေကိုရှင်ရင်ဒါနပြုခြင်းအပြင်တစ်နှစ်တာလုံးအေးချမ်းတာယာပျော်ရွှင်ရပါလိမ့်မယ်ခင်ဗျာဒီနေ့အတွက်အကျိုးပေးဆုံးမကနန်းကတော့တစ်ကနန်းကိုးကနန်းဖြစ်ပြီးတော့မိတ်ဆွေများအတွက်ငွေကြေးကံကောင်းမှုတွေအတွက်ဆိုရင်တော့ဆွမ်းကဖုန်ကြီးကို၅ကျော် လောင်းလှူပြီးဆုတောင်းလိုက်ပါခင်ဗျာ ငွေကြေးကိစ္စအရေးကြီးရင်တွေ့ရမယ်ပြောရမယ်ဆိုရမယ်ဆိုရင်လည်းငားမုံကျော်လေးအနေငယ်စပြီးဆူတောင်းခြင်းအဖြစ်အောင်မြင်ပါလိမ့်မယ်ခင်ဗျာစတုဆိုင်နေကုန်းဆိုင်နေလက်ဖက်ဆိုင်နေမှာရောင်းပန်းသာဝယ်ပန်းသာလို့အတွက်ဆိုရင်တော့ဆိုင်ရှိမျက်နှာသာကိုဒီနေ့မှာစမ်းစည်းလေးအနေငယ်ကြက်ပြီးဆူတောင်းခြင်းအဖြစ်ရောင်းပန်းသာဝယ်ပန်းလှပါလိမ့်မယ်အယောင်တိုင်းနေတဲ့ကုန်ပစ္စည်းရဲ့အယောင်တော့ဘုတော့ကတော့ဒီလိုဘောပင်လေးတစ်ချောင်းနဲ့တို့ပြီးခေါင်းပြီးရိုက်ပြီးဆူတောင်းလိုက်ရင်အယောင်ထိုင်ပစ္စည်းတွေဟာအယောင်တွက်သွားပါလိမ့်မယ် အမှုကင်းကြုံနေတဲ့သူတွေဆွေမျိုးမိတ်ဆွေမှာရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကိုကျွဲကော်သီးတစ်လုံးမှရိပ်ပြီးတော့တင်သားရှင်ဆရာလေးတစ်ပါးပါးကိုလှူဒန်းခြင်းအပြင်အမှုကြုံနေတဲ့သူရဲ့ကံတရားကိုအထောက်ပံ့ကောင်းနေရလာပါလိမ့်မယ်။ကျမ်းမာရေးညံ့နေတဲ့သူဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့ကျမ်းမာရေးညံ့သူတွေဓာတ်စာဖြစ်နေဒီလိုနည်းမျိုးမှာနွားတို့အနေနဲ့တောက်ပြီးဆူတောင်းလိုက်ပါခင်ဗျာ။အခြေမြေတိုင်းအိမ်တော်ကြီးကိစ္စတွေအဆင်ပြေချုံးမွေဖို့လို့တော့ကတော့ တတ္တဝါတွေကိုအစာဒါနပြုပြီးဆူတောင်းခြင်းအပြင်အေဂျန်တာယာပျော်ရွှင်ရပါလိမ့်မယ်ခင်ဗျာ